ခင်ဗျအဲ့နုပညာလောကသားဆိုတဲ့လူတွေကအဲ့လွမ်းပိုင်ရဲ့လွမ်းပိုင်နဲ့အဲ့ဒီပြေးတရားဖြစ်တာနှစ်ခုကိုကြည့်လိုက်တာ ਨੇ အနုပညာလောကသားတွေရဲ့ IQ EQ နော် LQ အစရှိတဲ့ဂျူတွေပေါ့ဗျာအဲ့ဒီဂျူတွေဘလောက်ထိနှိမ့်ချနေလဲဆိုတော့တွတ်တွေ့ရတယ်ဒါကြောင့်ကျွန်တော်အနုပညာလောကသားတွေကိုကျွန်တော်ကောင်းကောင်းတွေ့တာဆိုအဲ့ဒါပဲအဲ့ဒါဒီကောင်တွေဂျူနှိမ့်တယ်လုံးဝဂျူနှိမ့်တယ်ဂျူအားလုံးနှိမ့်တယ်တဂျူတည်းမဟုတ်ဂျူတိုင်းအောင်နှိမ့်နေတာအဲ့လိုဖြစ်နေတာအဲ့ဒါဂျူနှိမ့်လုံးလို့ဖြစ်နေတာသူတို့မှဘာဂျူတစ်ခုပဲရှိတယ်ဆိုတော့ဟိုဘာဂျူတစ်ခုရှိတယ်ဆိုတော့တိလာဟို တယောက်တယောက်ကျူတဲ့ကားလေးကိုတတ်တယ်အဲ့ဒါတော့ကျွမ်းတယ်ကျူတော့အရင်ကျွမ်းတယ်အဲ့ဒီတော့ကုညီရဆိုဆယ်လီရောင်ရောင် bright dye ရောင်ဘိုင်ရောင်ညာရောင်တွေကိုယ်တိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအကျိုးမြတ်တွေခံစားသွားတယ်ထားခဲ့ရမှာကောင်းလေးကအောက်မောင်းထွက်ပြီးသွားတယ်လို့ကောင်းမလေးဆိတ်ဆိုးပြီးတော့မဖြစ်ပြီးတော့နောက်ဆုံးအဲ့ကရာအစင်းသားရဲ့လမ်းမအလဲကောင်းမှသူလှဲ့ချလိုက်တယ်သူလဲ့ချရဲ့အချင်းတော့သူလဲ့တော့တော့သူကားကဒီမှမရှိဘူးပေါ့ဗျာဒါပေမဲ့တရားအစင်းဆိုတော့အရှိန်နဲ့ဟိုအစင်းလာတဲ့ကားနဲ့ကြတော့ ။သွားရောအိုက်ကနဲ့ချိန်ပြီးတာတက်ချိန်ပြီးတော့ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။မနေ့ကတော့ကျွန်တော်ပြောလို့မဆုံးသေးဘူးဒီနေ့တော့ပွဲကြီးပြောရတဲ့ဖြစ်တာပါပဲ။ဟိုဟိုကျွန်တော်ပြောပါတယ်ဒီ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 ဟိုစလိုက်တာမှာသူများဆိုင်ရာပစ္စည်းခိုးတဲ့အမျိုးသမီးကြီးနဲ့သူကကလေးလေးကိစ္စပေါ့ကလေးလေးကိစ္စကတော့ကလေးလေးပေါ်မှာစမ်ပတီဖြစ်တာ ဒါကျွန်တော်တို့ရဲ့လူသားတွေနှလုံးသားနှလုံးသားဆန်လူသားဆန်တဲ့နှလုံးသားရှိလို့ဖြစ်တာအဲဒါပေမဲ့တခါတခိုးအပေါ်မှာလဲတခိုးကိုနှိမ့်ဆက်အနိုင်ကျင့်နေတာနဲ့ပတ်သက်လို့ဒါကနင်းပြီးချောင်းနင်းပြီးနိုင်ကျင့်နေတာနဲ့ပတ်သက်နင်းနိုင်ထချောင်းနင်းပြီးတော့ဖြတ်ကြိုက်နေတာနဲ့ပတ်သက်လို့ဒါမလုံးတင်ဘူးလို့ကျွန်တော်မြင်တာကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့နှလုံးသားလူသားဆန်တဲ့နှလုံးသားဒါပေမဲ့အဲ့ဒါတခိုးအားပေးတာမဖြစ်ရဘူးလို့ကျွန်တော်ပြောခဲ့ဘူးတယ်မနေ့ကတော့ပြောတခိုးတွေအားပေးလို့မရတခိုးတော့အားပေးလို့မရဘူးခိုးတာတော့ခိုးတဲ့အရာကိုရေးယူရမယ်လူတွေကတရားစီရင်ပိုင်ခွင့်မရှိဘူးဥပဒေရှိတယ်ဒါကိုကျွန်တော်ပြောခဲ့တယ်အခုပြီးတော့မီဒီယာတွေက ဖြစ်နိုင်ရင်ဒီ micro media တွေ cell media တွေဒါတွေကမလုံးသင့်ဘူးလို့ကျွန်တော်ပြောတယ်နောက်တစ်ခုကဒီအဲ့လိုမျိုးပြဿနာတွေပေါ်လာတိုင်းမှာအဲ့မှာ price တိုင်းအောင်ကြောင်းတောင်းတောင်းတွေအုပ်စုကထွက်ထွက်လာတယ်တစ်ချိန်လုံးတစ်ချိန်လုံးညင်နေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှူမဲ့တမ်းမဲ့ဆိုချက်ချင်းရောက်သွားကြရောဆိုတော့အဲ့ဒါတွေကကျွန်တော်တိုင်းပြည်ရဲ့ကောင်းခြင်းတွေမဟုတ်ဘူးကောင်းတဲ့ကိစ္စတွေမဟုတ်ဘူးအဲ့ဒါမကောင်းတဲ့ကိစ္စတွေပဲလူရီယိုဘာတော်ဖြစ်လဲဆိုတော့ social media မှာ own own ဖြစ်သွားပြီးတော့တစ်ဖက်က ဟိုတနာခံရသူဖြစ်ပြီးတစ်ချက်ဘက်ကရိုင်းဆိုင်သူဖြစ်သွားပြီဆိုရင်တနာခံရတဲ့သူပေါ်မှာလုံးဝအုံနေချင်းနဲ့ဝိုင်း support ပေးပြီးတနာပြပြီးတော့လူတွေကဒီကကို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 တိဆောက်ကြတာပွင့်လင်းပြောရင်တော့လူတွေကိုကူညီတယ်ဆိုတဲ့အချို့သောသူတွေလည်းသူတို့ကသူတို့တိဆောက်နေကြတာပဲတော့ဒီလိုပြောရင်ချို့တွေကျွန်တော်ဟိုဒီကောင်ဘာလဲပြောမယ်ပွင့်လင်းပြောရမယ်သူများက pride နဲ့ကူညီပါတယ်ဆိုတော့အဲ့ဒီပုံစံတွေအကုန်လုံးကအဲ့ pride ကိုကူညီနေတယ်သူတို့ရဲ့ brand သူတို့တိဆောက်နေကြတာအဲ့တော့ဒုက္ခရောက်တဲ့သူများများပေါ်လေလေသူတို့ရဲ့ brand တိဆောက်လို့ကောင်းလေလေပဲ ဒါကြောင့်တခါတည်းကျရင် conflict economy ဆိုတဲ့စကားလုံးကအလကားပေါ်လာတာမဟုတ်ဘူးဒီလိုကိစ္စတွေပေါ့နော်ဒီလိုကိစ္စတွေကိစ္စတွေတိုင်းမှာဒါလည်း conflict economy တွေရဲ့ရှုထောင့်နေစက်တာတွေတစ်ခုပဲပြီးတော့ဒီဒီဒီ vision ပေါ့နော်ပြဿနာဖြစ်တဲ့ဒီကိစ္စလေးကိုကြည့်ပြီးတော့ကူညီချင်တဲ့ဆိုတဲ့လူတွေအိုးရောက်သွားကြပြီသူတို့ကအဲ့ဒါကို social media ပေါ်တင်ကြတယ် facebook ပေါ်တင်ကြတယ်လူကြပါတန်းကြပါကျမတို့ရောက်နေပါတယ်ကျွန်တော်တို့ရောက်နေကျွန်တော်တို့ကူပါအဲ့လိုလို့တော့လူတွေကအဲ့ဒါတွေမှာတောက်လျှောက်လူတွေပြန်ပြီးတော့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့လူတွေကအလုံးမလုံးချင်ကြတော့လူတွေကိုအလုံးလုံးဖို့တောင်းအပ်ပေးမယ့်အစားလူတွေကိုဘာလုပ်လိုက်တာလဲ နောက်တစ်ခုကအဲ့ဒီတွက်ကူညီရဆိုဆယ်လီရောင်ရောင် pride တိုင်းရောင်ဘိုင်ရောင်ညာရောင်တွေကိုတိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအကျိုးမြတ်တွေခံစားသွားတယ်အကျိုးမြတ်ဆိုတဲ့နေရာမှာဗါလဲလို့မေးပတ်စံယူငါလူဘိုးပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်သူ့အကျိုးမြတ်ရသွားတယ်ဆိုသူ့လူတွေက pride စေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အကျိုးမြတ်ကိုသူရသွားတယ်ဆိုတော့တစ်ခါတည်းကျရင်အကုန်လုံးကကို့အကျိုးစီးပွားမရှိရင်ဘာမှမဖမ်းမလို့ကြောက်ကို့အကျိုးစီးပွားမရှိရင်လူတွေကထိုင်ရတော့မထချင်ဘူးအကျိုးစီးပွားရှိလို့ထကြတာအကျိုးစီးပွားမရှိရင်ထိုင်ရကတော့ မထချင်ကြဘူးအဲ့တော့ pride ဆိုခေါင်းစဉ်တက်တဲ့ပုံစံတွေအကုန်လုံးလည်းဒီတိုင်းပဲအကျိုးသူတို့ရဲ့ pride ခေါင်းစဉ်တက်ပြီးလှူရှာမှုတွေမှာသူတို့ကိုယ်ပိုင်အကျိုးစီးပွားတစ်ခုခုမှမရဘူးဆိုရင်အဲ့လူတွေထိုင်ရမထောက်ဘူးရှင်းရှင်းလေးပြောတာကျွန်တော်ပွန့်လေးပြောတာလူအသက်တွေတည်ကြည်တက်ဖြတ်ခံနေရတဲ့အချိန်မှာအဲ့ကောင်တွေပါဇက်ပိတ်နေတယ်ကျွန်တော်ပြောရင်အကုန်လုံးအကုန်ပါကုန်မှာဆိုတော့ကျွန်တော်တော့ပဲပြောချင်တာဆိုတော့မလုံးတင်တာတွေမလုံးကြဘူးဆိုမိုက်ထရိုမီဒီယာတွေလည်းမိုက်တော့ထိုးကြတယ်ခုကျွန်တော်တို့မနေ့ကပြောလို့ရှိသေးတယ်ဒီနေ့ကပေါ်လို့ရနေမိုက်ထရိုမီဒီယာရှိမှာဆိုဒါတွေကမဖြစ်သင့်ဘူးဆိုတာလောက်တော့ သိတယ်နေပြီးတော့တချို့ညမန်နက်တိုင်းမန်နက်တိုင်းတက်ပြတယ်မန်နက်တိုင်းတက်ပြတယ်အာငါတော့ငါဘယ်လိုလုပ်ပေးလိုက်လဲငါဘယ်လိုကူညီလိုက်လဲကွာဆိုဖုန်းနဲ့ဆော်ဖီဆိုပြီးဗီဒီယိုရိုက်ပြန်တင်ကျွန်တော်နိုင်ငံမှာအဲ့ဒီဟိုဘာလဲဆိုတော့ကိုကုတ်ကိုပရိုမိုးပရိုမိုးလုပ်တဲ့ပရိုမိုးလုပ်ဖို့အတွက်တခြားလူတယောက်ကိုဟိုတနာခံတယ်တခြားလူတယောက်ကိုအသုံးချပြီးကိုကုတ်ပရိုမိုးလုပ်တဲ့ဟာကြီးကជីထွားလာတယ်အဲ့ဒါကြီးကမကောင်းအဲ့ဒါ society တွေကမကောင်းလူမှု society တွေကမကောင်းဒါကိုတော့ကျွန်တော်ပို့ရလဲမယ်ဆန့်ကျင်ပါတယ်အဲ့တော့ဒါမလုပ်တင်တိုင်းမလုပ်ကြဘူးတော့တခိုးအားပေးမဖြစ်ဘူး နော်ဟိုအမျိုးသမီးကဆန်ရှင်မျိုးသမီးကျိုးလွန်လာလဲသူလဲသူ့ဟာသူသူ့ကိုယ်သူသူတည်သွားပြီတည်လို့သူ့အကောင့်တော့သူဒီပြေးပြီဆိုဒါမျိုးတွေဟိုရှိတယ်ပေါ့ဗျာဒါတခါကြရင် side effect တွေကအများကြီးပဲဖြစ်ရတဲ့ခုမှာပေါ်လာတဲ့ side effect တွေကအများကြီးပဲဒါကြောင့်မလို့ဒါကိုတည်တည်ကြကျွန်တော်တို့ psychology အုံတော့မြင့်မြင့်ဉာဏ်ရည်အတွေးအတွေးခေါ်မြင့်မြင့်နဲ့စေချာစဉ်းစားပြီးတော့ ကျွန်တော်ရက်တည်ကြဖို့လိုတယ်ဒါလေးတော့ကျွန်တော်ကြိုးစားလို့ထည့်ပြောတာဒါလောက်ပဲကျွန်တော်ပြောချင်ကျွန်တော်အများကြီးပြောချင်ကြည့်လို့မရဘူးမျိုးလုံးထဲမှာတချို့ဟာကြည့်လို့မရဘူးကြည့်ရတာထော်လကန့်လိုက်လို့ဖြစ်နေတယ် online ပြောရင်တော့စမပြေဘူးဗျာ online ပြောရင်တော့တခုကတခုပဲဟိုကလေးနဲ့ဘာမှမဆိုင်ဘူးနော်ကလေးကတော့ဘာမှဆိုင်ကြမဆိုင်နဲ့ဂျားညက်သွားတဲ့ဘာတိမှလည်းပဲတနည်းကြော်တော့ကလေးကဘလို့လုပ်တိမှလည်းအတနည်းကြော်တော့ကလေးရဲ့အမေကိုသွားပြီး interview ပြီးတော့သူ့အမေရဲ့မျက်ရည်ပဲပေါက်ကြည့်နေကြတာကလေးလေးပိုက်ချင်းရဲ့မျက်ရည်ချင်းကကြတာကို view ပြီးတော့လူတွေရဲ့နှလုံးသားကိုချူရင်အဲ့မျိုးသမီးဝိုင်းကူအဲ့လိုနဲ့ပတ်လည်ရိုက်နေတဲ့ society ကိုကျွန်တော်တို့အားပေးလက်ခုပ်တီးနေတာမှတော့မှနေတယ် ကလေးလေးတော့ဘာမှဆိုင်မယ်ကလေးလေးကဘာမှဆိုင်ညာမဆိုင်ဒီဇလန်းမှာလူတွေကတန်လူတွေရဲ့ဒီအတနာခံရတဲ့ဘောကကလေးလေးကရောက်သွားပြီနေချင်းညာချင်း तू မသိဘဲနဲ့ကိုသူ့ဟာသူခံနေရကျွန်တော်တို့မလုပ်တင်တော့ဘူးဗျမလုပ်တင်တော့ဘူးဂျက်တင်တယ်လို့ကျွန်တော်ထင်တယ်ချုပ်မိစားတယ်ဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့ဒါကျွန်တော်ဆင်ကျင်ရမယ့်ကိစ္စဆင်ကျင်တင်တဲ့ကိစ္စအဲနောက်တစ်ခုကကျွန်တော်တို့ဒီနောက်တစ်ခုကကျွန်တော်တို့ပြောမလို့ဆိုတော့မနေ့ကညရွှေကုန်းထဲမှာဖြစ်သွားတဲ့ဇလန်းဆိုတော့ဒါကျွန်တော်ဒီနေ့ထည့်ပြောဖို့လိုတော့ထည့်ပြောရမယ်ရှိုးနာဖြစ်တဲ့ဇလန်းအချားမဟုတ်ဘူး ဟိုအမျိုးသမီးတယောက်သူ့ရီးစားနဲ့ရံဖြစ်တယ်လို့လဲရံဖြစ်တယ်စိတ်ကောက်တယ်ပေါ့ဗျာရံဖြစ်တယ်စိတ်ကောက်တယ်ပေါ့စိတ်ကောက်ပြီးတော့နောက်ဆုံးကန်ဆိုးစွာဖြင့်ဒီရှင်နရာဆင်နာမှာကားနဲ့တက်ချင်ခံပြီးတည်သွားတယ်ဒီဖြစ်စဉ်ဆိုကျွန်တော်ကြည့်တယ်ကလေးမလေးပုံထပ်ပုံလေးပဲကြည့်တယ်ရိုးရိုးတန်းတန်းပြန်လေးပါချောချောလေးပါတန်းတန်းပြန်လေးပါဒါပေမဲ့ဒီမထင်မှတ်တဲ့ကိစ္စလေးကနေမထင်မှတ်သလိုဖြစ်ပြီးတော့လူအသက်ပါဆုံးရှုံးသွားတယ်သူ့အသက်ဆုံးရှုံးသွားတယ်သူ့ကိုချဲ့ရတယ်သူ့မိဘတွေလည်းဘယ်လောက်ရှင်နာမလဲဒါတွေကမထင်မှတ်တဲ့ကိစ္စတွေပါအဲ့တော့မနစ်ညာဖြစ်သွားတဲ့ဖြစ်စဉ်ဆိုရင်ကျွန်တော်စိတ်ထဲတော့အော်လို့ ဒါနိမညာပြောက်စက္ကန့်ပိုင်းမိနစ်ပိုင်းတွေမှာဖြစ်သွားတဲ့အရာတွေပေါ့နော်ဆိုတော့စက္ကန့်ပိုင်းမိနစ်ပိုင်းဖြစ်သွားတဲ့ကိစ္စတွေဆိုတော့ကျွန်တော်အဲ့ဒါမနေ့ကညာဖြစ်စဉ်လေးကိုကျွန်တော်အချမ်းမြင်ကျွန်တော်ကြည့်လိုက်တဲ့ခါသိလိုက်တဲ့ခါကျတော့27ညာပိုင်းရပေါ့နော်ညာပိုင်းလောက်မှာဒီကဘိုင်းဖျားလန်းအစင်ရှုကုံရှုကဘိုင်းဖျားလန်းရှုကုံတိုင်းဒါအစင်သားနော်အစင်သားပါခလီမတ်ကြောက်ကတိရတလောက်သူ့ကောင်လေးနဲ့ပြန်လာတယ်ပေါ့ဗျာသူ့ကောင်လေးတခြားနေရာတစ်ခုကနေပြန်လာတယ်ပေါ့ဘယ်နေရာခထပါတော့နော်ပြန်လာတယ်ပြန်အချိန်မှာသူ့ကောင်လေးကသူ့နဲ့စိတ်ကောက်ပြီးတော့ကြည်ရထားခဲ့တဲ့ခါထားခဲ့တယ်မို့ကောင်လေးကကောက်အောင်မောင်းထွက်ပြီးသွားတယ်လို့ကောင်မလေးကစိတ်ဆိုးပြီးတော့ ဘာဖြစ်ပြီးတော့နောက်ဆုံးအဲ့ကရာအစင်းသားရဲ့လမ်းမအလဲကောင်မသူလှဲချရတယ်။သူလဲချရတဲ့အချိန်တော့သူလဲတော့တော့သူကားကတိမမရှိဘူးပေါ့ဗျာ။ဒါပေမဲ့ဒါအစင်းဆိုတော့အချိန်နဲ့ကိုအစင်းလာတဲ့ကားနဲ့ချတော့သွားရောအဲ့ကားနဲ့ချိန်ပြီးတာတက်ချိန်ပြီးတော့နေညာချင်းအဲ့ခဏလေးတုန်းကပဲစက္ကန့်မိုက်တုန်းပြင်မြင်လိုက်တဲ့စက္ကန့်မိုက်မိနစ်မိုက်တုန်းအုံတိုက်ပိုးပိုးဆိုခလီမာလီသုံးသွားတယ်။ဒီသွားတယ်။အဲ့တော့ကားတက်ချိန်ချက်ခံချက်ခံပြီးသေးသွားတဲ့ခလီမာလီအသက်က23နှစ်ပဲရှိသေးတယ်။မင်္ဂလာရုံဆွဲတော့အေးရမှနေတာ။မင်္ဂလာရုံဆွဲတော့အေးရဆောင်ကတော့ခေမင်းလန်းခွဲရင်သွားတွေ့ရောက်။အဲ့ဒါနော်အဲ့မှာနေရတယ်။အဲ့တော့ ကားကြီးခံသူ့နားမှာသူ့ရဲ့ခီးတော့အလေးလေးတွေ့တယ်။ကောင်မလေးကဒီခီးသွားပြီးပြန်လာတဲ့ပုံစံမျိုးတွေ့ရတယ်။ဆိုတော့ကြည့်ရတော့ကလောဘက်ကလာတဲ့အတွက်ကလောကပြန်လာတာဖြစ်ဖို့များတယ်ပေါ့နော်။ဆိုတော့သူ့ကောင်မလေးကျွန်တော်ကဆိုရင်တော့ကလောပေါ့နော်။ဆိုတော့ဒါချုံကုန်ကြည့်လိုက်မယ်ဆိုရင်တော့ခလီမာလေးနဲ့သူ့ချစ်သူနဲ့စိတ်ကောက်ရရင်ဖြစ်ရတယ်။စိတ်ကောက်ခြင်းနဲ့ဖြစ်ပြီးတော့ကောင်မလေးရဲ့တခါလေးရွတ်တိုက်ပြီးတော့တခါလေးမင်းကလေးတဘာပေါ့ဗျာ။ဆွတ်တိုက်ပြီးတော့ကားတက်ချစ်ခိုင်းလိုက်မှာဘာလို့မျိုးဆွတ်လို့တော့ဟိုကောင်လည်းဘုံမသိကိုမသိနဲ့ဟိုမောင်းပြန်တာဖြစ်ပေါ့ဗျာ။ဒါတွေကလူငယ်နေရမှာဖြစ်လေဖြစ်တာရှိတဲ့ကိစ္စပါ။ငယ်တဲ့ခါကျတော့ငယ်တဲ့စိတ်တွေနဲ့ဖြစ်တဲ့ကိစ္စ။အဲ့တော့ ဘာဖြစ်ကုန်လဲအခုဆုံးမသွားတော့ကောင်မလေးကဖြူရှူရောတန်းတန်းပြန်လေကိုလုံးဆုံးမသွားတယ်မိဘတွေလည်းစိတ်ချမကောင်းဖြစ်ကြတယ်ကာမောင်သမားကလည်းတိုက်သူ့ကိုတိုက်ကြည့်သွားတယ်ကာမောင်သမားကလည်းထွက်ပြေးသွားတယ်ထွက်ပြေးသွားတော့အခုမနေ့ကဆိုထွက်မောင်းပြေးသွားတာပေါ့ကြောက်ပြီးတော့ထွက်ပြေးသွားတာမောင်းပြေးသွားတာပေါ့အကယ်၍များမတော်တဆပေါ့နော်မတော်တဆပေါ့ဟိုမောင်းမပြေးပဲသူဖမ်းခံမယ်ဆိုလဲသူကနေတိုင်းချားနေပြီမျက်စိတကယ်နားတကယ်ပြုံးမယ်ဆိုတော့ခါကြရင်လေကာမောင်ကအန်ဒီများပါတယ်ရန်ကုန်မြို့မှာကာမောင်ကအန်ဒီများပါတယ်ခင်ဗျရန်ကုန်မြို့မှာ YBSD မောင်းကျင်သူလိုမောင်းနေတယ်အဲ့တော့ကျွန်တော်ရိုးရိုးလေးပဲ YRTA လို့ခေါ်တဲ့အဲ့ဒီဒီရင်းစင်ကလည်းစီကထိသိကြိုက်ပါလားဖွဲ့လားပါလားအဲ့ဒီဖွဲ့ဥညံချင်းမန်တို့ဥဆောင်တဲ့အဖွဲ့အဲ့တဖွဲ့လုံးပေါ့ဗျာအဲ့တဖွဲ့လုံးကသူ့ YPS ရင်းမောင်းသမားတွေကိုအုံတော့ပါလောင်တင်မပေးဘူးလားမသိဘူးကိုချင်းစာတရားရှိအောင်တင်မပေးဘူးလားမသိဘူးအဲ့လူတွေ YPS ကြီးမောင်းကျင်သူလိုမောင်းတယ် YPS ကားသမားတွေလည်းသူတို့ကိုသူတို့ YPS မောင်းရရင်လေရင်တက်မောင်းနေထင်တယ်လားမသိဘူးစီးမဲ့ကမ်းမဲ့မောင်းကျင်သူလိုမောင်းလုံးကျင်သူလိုရက်ချင်သူလိုရက်ရန်ကုန်မြို့မှာစီးမဲ့ကမ်းမဲ့မောင်းလို့ရတယ်ကားမောင်းတဲ့လူတွေရောက်ရောက်တယ်စိုက်ကားသမားတွေလည်းသုံးပိတ်စိုက်ကယ်တွေနဲ့စိုက်ကားတွေလည်းအားရကားရရှိမှာကျုံသူဖြတ်ဝင်တယ် တော့ကောင်းကောင်းတဲ့လူတွေတော့ကတော်တော်ဆိုးတယ်လူတွေကလည်းကြုံတို့ဖြတ်ကူးတယ်ကောင်းကောင်းတဲ့လူတွေကတော်တော်တော့ကများလာပါတယ်ဆိုတော့ပြောရင်တိုက်မှုဖြစ်ပြီဟေးဆိုရင်ကောင်းကောင်းတဲ့ကောင်ရောရတယ်ဟောသူမှလို့ရောရတာပြဿနာမရှိမယ်ဒီလိုမျိုးရုပ်ရည်ကြီးကားရှိပြဖြတ်ဝင်လာတာကြီးကဘယ်လိုလုပ်ပြီးသူဒုက္တမလဲဗျာကြောင်တကင်ဒါတွေကြတော့လည်းနည်းနည်းစဉ်းစားဖို့လိုတယ်ဒါကြောင့်တစ်ခါကြရင်လေဟိုတစ်ဖက်ကလှုပ်ချင်ရင်လှုပ်တာနဲ့ဒီဘက်ကခံရတာကြီးနဲ့ဇလန်နေရှိတယ်အဲ့တော့ဒီကောင်းကောင်းသမားကတော့မောင်းပြီးထွက်ပြေးသွားတယ်ဥပဒေအရဆိုသူရေးယူခံမသိကြတယ်တေချာပေါ့ရေးယူခံတော့သူထွက်ပြေးသွားတယ်ထွက်ပြေးတော့ပေါ်တော်မှုကကြီးသွားသေးတယ်ဆိုတော့ဒါတွေက မထင်မှာဖက်နဲ့ကောင်မလေးတယောက်နဲ့သူ့ကြီးသားနဲ့စိတ်ကောက်လိုက်တဲ့ကိစ္စအနေခါသမားနဲ့ထောင်ထဲရောက်မဲ့သဘောရှိတယ်။ကောင်မလေးနဲ့တည်သွားအရှာတယ်။ကိုကောင်လည်းသူ့ကြီးသားနဲ့အဲကြီးသားတည်ွက်ွက်ွဲတယ်ဖြစ်တယ်။သူ့မိပါတယ်ကောင်မလေးရဲ့နက်နာဆုံးကတော့ဒီကောင်မလေးရဲ့မိပါတယ်ပဲ။ခင်ဗျာကုသသမီးကိုမွေးထားတာပိုးလို့ဥပီမွေးထားကြတာအလုံးကကုသသမီးကိုယန္တနာတစ်ပါးလို့မွေးထားတာကိုယ့်ရဲ့ယန္တနာလေးတွေမွေးထားတာခင်ဗျာဘာမှဆိုင်ညာမဆိုင်ဘယ်လိုတည်သွားရလဲသူ့မိပါတယ်ဘယ်လောက်ရင်ကျိုးမလဲစဉ်းစားကြည့်တော်တော်လေးတော့တွေးကြည့်တော့တော်တော်ဆိုးတာပဲတော်တော်တို့ဆိုးတဲ့ကိစ္စတခုမနေ့ကဖြစ်သွားတယ်ရှုပ်ကုန်နေမှာရုပ်ရှင်လောကကတော်တော်တော့ခင်ဗျာစုပ်ပြတ်တတ်နေတယ်လို့ပြောလို့ရတယ် ဆိုပေးတယ်နော်ပြောလို့ရတယ်အခုကျွန်တော်ပြောနေအခုဘိုးပိုင်ကြီးနဲ့ဟိုဘက်ကဟိုကနဲ့နော်ဟိုပါလေဘိုးပိုင်ကြီးဆိုတာဟိုပါလေဟောပါလေလွှမ်းပိုင်လွှမ်းပိုင်ရောကုန်ကိုရောနာလွှမ်းပိုင်တယ်မှာပြင်းတယ်ချနေကြပြီအပြင်းတယ်ဆိုတဲ့အယူအဆလည်းတမျိုးဟိုသူ့ဖေ့သူမှာတင်ထားတယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုတင်ပြီးတော့ကျွန်တော်ကသူ့ထောက်ခံတယ်ဆိုပဲနွားအဲ့နွားကလည်းတမျိုးအချောက်ကတမျိုးဘိုးပိုင်ဆဲလည်းဆဲရပဲနော်အချောက်ကတမျိုးလုံးခဲ့တဲ့တစ်ထစ်ကျော်ကဗီဒီယိုဖိုင်ကိုခုမှလာပြီးသူ့ပဲထောက်ခံတယ်လို့သူ့ကိုထောက်ခံကြလား ယူသလိုကြောင်သလိုနဲ့ဟိုတက်လောက်ကြောင်တော်နဲ့ဟိုနိုင်ငံတကာနေပြီးတော့ YouTube ကနေပြီးလှုပ်ရှားနေတဲ့ကောင် YouTube ကနေမော်နီတာချင်းပွင့်အောင်လုပ်ပြီးတော့သူများထိုင်ပြောပြီးတော့ YouTube ကရတဲ့ပတ်စံနဲ့ထမင်းစားနေတဲ့ကောင်အများအဲ့ဒါဆိုရင်ခင်ဗျာမြန်မာပြည်ရဲ့အထုရရှင်အကုန်လုံးကိုကျွန်တော်အပါဝင်မြန်မာပြည်အထုရရှင်အကုန်လုံးကသူ့ကိုခြေမနဲ့ကော်ထုတ်ရတယ်သူစားနေထမင်းကိုခြေမနဲ့ကော်ထုတ်ရတယ်အဲ့ဒါဆိုသူ YouTube ကနေပြောနေတာဘာလို့လဲဆို YouTube ပတ်စံရလို့အဲ့ကြောင့်ဘူပိုင်ကြီးကသူ့ရဲ့တခြင်းနဲ့ပြန်ကင်တာစော်တာဟိုတခါကျရင်လေဟိုလွမ်းပိုင်လူကောင်မျိုးနဲ့တွေ့မှာပဲပြီးရင်ဒီကလည်းနည်းနည်းလေးပါးစပ်ပေါက်ပိတ်မဲ့သဘောရှိတယ်ပြီးတော့ကလင်ကကြစ်တီ ပြောတယ်ပြောတော့ပြောကလင်ကြီးတွေအများကြီးပြောထားတယ်အဲ့မှာကလင်ကြီးအများကြီးပြောတော့ဟိုကလွမ်းမိုင်အကုန်ပြန်ဖော်တော့အကုန်ရှုပ်ပေါ်ဇလန်ရှင်းလို့မရဘူးမဂျိုကာတို့နဲ့ပဲတဲတော့ဂျိုကာတို့ကငါမပြောခဲ့ပါဘူးအကုန်ရှုပ်ပေါ်ဇလန်ပြီးမှကျွန်တော်တောက်အဲ့တော့တခါကျရင်ခင်ဗျအဲ့နုပညာလောကသားဆိုတဲ့လူတွေကအဲ့လွမ်းပိုင်ရဲ့လွမ်းပိုင်နဲ့အဲ့ဒီပြေးတရားဖြစ်တာနှစ်ခုကိုကြည့်လိုက်တာနဲ့အနုပညာလောကသားတွေရဲ့ IQ EQ နော် LQ အစရှိတဲ့ဂျူတွေပေါ့ဗျာနော်အဲ့ဒီဂျူတွေဘလောက်ထိနိုင်ကြနေလဲဆိုတော့သတ်တွေ့ရတယ်ဒါကြောင့်ကျွန်တော်အနုပညာလောကသားတွေကိုကျွန်တော်ကောင်းကောင်းတွေ့တာဆိုအဲ့ဒါပဲ အဲ့ဒါဒီကောင်နေကျူနေတယ်လုံးဝကျူနေတယ်ကျူအားလုံးနေတယ်တကျူထဲမှာကျူတိုင်းအောင်နေတယ်အဲ့လိုဖြစ်နေတာအဲ့ဒါကျူနေလုံးလို့ဖြစ်နေတယ်သူတို့မှဘာကျူတစ်ခုပဲရှိတယ်ဆိုတော့ဟိုဘာကျူတစ်ခုရှိတယ်ဆိုတော့တိလာဟိုတယောက်တယောက်ကျူတဲ့ကားလေးတော့တတ်တယ်အဲ့ဒါတော့ကျွမ်းတယ်ကျူတော့အရင်ကျွမ်းတယ်ပေးတဲ့ကိုကျူတယ်ကောင်မလေးကောင်လေးချင်းကျူတယ်အဲ့ကျူတော့ကျွမ်းတယ်ကျန်တဲ့ကျူတွေကတော့ဒါအနေလုံးနေတယ်ကောင်လေးဘာလို့ဆိုတော့ပြောတာကြိလိုက်လို့သူတို့နှစ်ယောက်တွေဖြစ်နေကြတော့နားထောင်ကြိလိုက်တယ်လိုက်ကြည့်တယ်နည်းနည်းတော့ကြည့်တယ်သူတို့ရဲ့ဟိုဘာလို့ဆိုတော့ဟိုခန်းစားချက်နဲ့သူတို့ရဲ့အပြုအမူအပြောဆိုတွေကကျွန်တော်တို့နောက်လူငယ်တွေကသူတို့ဘာလို့အတူရောမှမသိဘူး ကိုလွတ်မိုက်ဆိုလဲကြောလိုက်ရင်ဆယ်လုံးပြောရင်၅လုံးကဆဲပြီးသွားပြီဟာဒီကဆဲမယ် online gamer ဆိုတော့ तू online gamer တမားကြီးဖြစ်လို့လားဘာလို့တော့မသိဘူးဆဲလိုက်ရင်တော့ဒါပေမဲ့ तू လူငယ်တယောက်နေနဲ့ဆဲရတော့ကောင်းလူကသူလွတ်လပ်ဆဲတာပြဿနာမရှိပါဘူးဒါပေမဲ့ကျွန်တော်လက်တခါလေစကားပြောအပြင်မှာပြောရင်ဆဲရင်ဆဲတာပဲဒါပေမဲ့အများပြည်သူမြင်သားတဲ့နေရာမှာ social media ပေါ်မှာကြာတော့မလုပ်ပါဘူးမလုပ်သင့်ဘူးလို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့ဒါတွေဘာဖြစ်လို့ဘာဖြစ်လို့လုပ်ဖြစ်တာလဲဆိုတော့ သူ့ကိုအားကြယူကြိုက်တဲ့လူငယ်ပေါင်းပေးတဲ့ပေါင်းတန်းတဲ့ချင်ရှိနေတယ်။အဲ့တန်းတဲ့ချင်ကအဘူပိုင်းမှန်ဘူပိုင်းလိုပဲငါတို့ဆဲလိုက်တာဆဲရတာငါတို့ဆရာကြဆဲရမှာလူငယ်ထားဆိုတာမျိုးဖြစ်သွားပြီးတော့လူငယ်တွေကိုဘာလို့ပေးတာလဲဆိုတော့လူငယ်တွေကအဲ့အတုမြန်တတ်တယ်မဟုတ်တာကြတဲ့တဲ့လူငယ်တွေကလူငယ်ဖြစ်နေလို့ပြောတာလူငယ်မားတာမဟုတ်ဘူးနော်လူငယ်တွေကအဲ့အဲ့လိုဟာမျိုးကြိုက်ယူလိုက်လိုက်လိုက်လို့တတ်တယ်ကောင်းတဲ့ဟာလေးကြိုက်လူငယ်တွေကသင်တာနဲတယ်ဘာကြောင့်လဲလူငယ်ဖြစ်နေလို့လူငယ်တွေအဲ့လိုဆိုတော့လွမ်းပိုင်ကိုအားကြတဲ့ပေးတဲ့တွေကြိုက်တဲ့သဘောကြတဲ့လူငယ်တွေကလွမ်းပိုင်လိုပဲပူပိုင်လိုပဲကွာငါတို့လဲဒရဒပ်ဒပလေးတွေဆက်ပလိုက်မှာကွာဆိုတော့ ဆိုရှယ်မီဒီယာတက်ဆဲကုန်မှာပေါ့ဘယ်ကောင်းမလဲဒါကြောင့်ဟိုလွမ်းပိုင်နေလေသူ့ရဲ့ပေးသက်ကိုသူကြည့်ရမယ်သူပြန်ပြောလို့ရတယ်တုံ့ပြန်မယ်ဒါပေမဲ့သူ့ပေးသက်ကိုသူကြည့်ရမယ်နောင်လာမယ့်မျိုးဆက်သူ့သားသမီးကိုသူ့သားသမီးလို့သူသဘောထားမယ်ပေးသက်လို့သူ့သားသူ့သူ့မှာသားသမီးမျိုးသမီးမျိုးထားတယ်သားမျိုးထားတယ်ဆိုသူ့သားနဲ့သမီးရှင်မှာလွမ်းပိုင်ဆဲပြီးတော့ဒရက်စကားပြောနေမလားလွမ်းပိုင်စမ်းစားရမယ်သူအင်တာဗျူးမယ်အချိန်တိုင်းပြုတ်ရင်သူခလေးတွေမွေးလာမယ်သူ့သားသမီးရှင်မှာသူဒရက်ဆဲပြီးတော့ဆဲပြီးတော့သူမိမနဲ့သူစကားပြောမှာလား ဒါမှသချင်းတွေမှာတရက်ဆဲပြနေမှာအဲ့တော့သူသားသမီးတွေကငါအဖေတော်ဆဲတယ်ငါလည်းဆဲမယ်ဆိုလိုက်ဆဲမှာအဲ့တော့လွမ်းပိုင်ကြောင့်သူသားသမီးလည်းနောက်ပိုင်းမှာသူကြီးမိမရရသားသမီးတွေလည်းဆဲလာတယ်လူလူငယ်တွေလည်းဆဲလာတယ်အဲ့တော့လွမ်းပိုင်တွေเนี่ยမှန်ပဲမှန်တော်냐ဆိုလဲ तू အဲ့ဒါထိမ့်တင်တယ် तू ထိမ့်တင်တယ်အဲ့ဒါတွေထိမ့်တင်တယ်အဲ့တော့ तू က celebrity ဖြစ်နေလို့ celebrity ဖြစ်နေလို့ဟိုဘက်ကပြင်းပြရတော့ပြောမနေအဲ့ကောင်ကတော့ပြောမနေအဲ့နွားကတော့ပြောမနေတော့နွားလို့ဘာလို့ပြောလဲဆိုတော့ तू မိမကို तू ယူထားတဲ့ तू မိမကကြောင့်နွားလို့ပြောတာနော်သူကမိမကနွားလို့ပြောတာအဲ့လောက်ဆိုပြူပြောက်တယ်တကောင်နွားပဲဟာအေးစားတယ်အဲ့တော့နွားပေါက်တော့ခဲ့ရေးချောက်ပြောနေတာ ယူကျူကလှုပ်ရှားနေကောအဲ့တော့ဘိုဘိုင်းတဲ့တွေ့မှာရှုပ်ပြတ်ဘိုဘိုင်းတဲ့တွေ့ဘိုဘိုင်းတဲ့တွေ့မှာဆုပ်ပြတ်တတ်တော့တာဘိုဘိုင်းတွေ့မှာဟိုကတွေ့တာဟိုကရက်ဆက်ပြောင်းတွေ့တော့တာဆိုတော့ဒီရုပ်ရှင်လောကဓာတ်တွေအမှုပညာတွေတွေဟာပြောရရင်ညာဟိုတော်တော်တော့ဟိုကြည့်ပြီးတော့ကျွန်တော်အဲ့တော့တော်တော်ထိန်းချောင်းရမယ်လူတွေမှာပါတယ်ဗျတော်တော်ထိန်းချောင်းဂျန်လစ်စီတွေကြောက်ရအောင်လေအဲ့လိုဆိုတာဂျန်လစ်စီကြောက်ရအောင်လေဂျန်လစ်ကအဲ့လောက်ပေါ့ဂျန်လစ်ကဂျန်လစ်ကမှအမှန်တရားကိုနည်းနည်းပြန်လို့သေးတယ်ပြီးတော့ဒီတို့ရဲ့စိတ်ခံစားယုံကြည်ချက်တွေတို့လေ့လာမှတ်တမ်းတင်ထားတဲ့တို့လေ့လာထားတဲ့အကြောင်းအရာတွေတို့ဖတ်ရှုထားတဲ့အကြောင်းအရာများစွာကတို့ရဲ့ အုံတော်တွေကဂျန်လက်ကြောက်ရေးချင်းရှိလာပြီးတော်လာပြီဆိုသူတို့မှ layer တစ်ခု level တစ်ခုရောက်တယ်။နိုင်ငံတော်အဆင့်လဲသူစကားပြောနေတယ်။တာမန်လူနေလဲစကားပြောနေတယ်။ဘယ် layer နဲ့မဆိုသူက light loan ကြီးတွေပြောနေတဲ့ရေးချင်းမျိုးကိုဂျန်လက်ကြီးကပိုင်ပိုင်ဆိုင်ထားတယ်။ဂျန်လက်ကြီးအုံတော်ကပို့ရလဲပြောဂျန်လက်ကြီးကအုံတော်ကနိုင်ငံနိုင်ငံအုံတော်နဲ့အဆင့်တန်းမျိုးကိုရောက်တယ်။ဘာလို့ဘုံချုံဆန်းအောင် editor လုပ်ခဲ့တာခဲ့ short တော့နေ editor လုပ်ခဲ့တာဘုံချုံဆန်းအောင်အဲ့တော့တချို့ကရ short တော့လို့မရဘူး။နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်အကုန်လုံးကစာနဲ့မကင်းဘူးတရားမှာ ဘိုးချုပ်ကြီးလဲစာနေမခင်စာကိုကောင်းကောင်းသူရေးတတ်တယ်ကောင်းကောင်းနားလဲစကလုံးတွေကိုဘလို့ရေးရမကောင်းနားလဲအဲဂျန်လစ်ဂျန်လစ်စီအိုင်ဒီယိုလော်ဂျီတွေကတခုပဲရတယ်အဲကြောင့်နိုင်ငံကောင်းဆောင်လုပ်ကြတဲ့သူတွေနော်အကောင်လုံးကဂျန်လစ်စင်ပါတဲ့ကိုဟိုထုံးလို့ကြည်ကြည်လို့နောက်နားလဲထားတဲ့လူတွေကနိုင်ငံကောင်းဆောင်တော့ရယ်ဆရာကြီးပဲအဲတော့ကောအဲ့ဒါကိုကိုယ်တိုင်မလုပ်တော့အဲ့ဒါမျိုးကြောင့်ရှိတယ်လို့ပြောတာပြောချင်တာဒါကြောင့်ဂျန်လစ်တီရဲ့အုံနောက်နဲ့အဲ့ဒီဥပညာရှင်ရဲ့အုံနောက်ကမတူပါဘူး။ဟိုကနှလုံးသားကိုအခြေခံပြီးတော့ခံစားချက်ကိုအခြေခံပြီးတော့တိဆောက်ထားတာ။ဒီကအချက်လက်တွေနဲ့ data တွေနဲ့ဉာဏ်ပညာကိုအခြေခံပြီးတိဆောက်ထားတာမတူဘူး။ ကွဲပါတယ်ကွဲပြားပါတယ်အဲ့တော့ဟိုလူမြရှင်တခုတော့ရှိတာပြည်သူကြတော့လူမြရှင်တွေပြောတဲ့စကားပူထီအောင်တယ်ပူပြီးတော့ နားထဲမှာဝင်တယ်။ဒါအတုပြရှင်တွေကပို့ပြီးတော့ဆင်ကျင်တဲ့နဲ့တတိထားတဲ့နဲ့ပြောတာဆိုတာနေရာထိုင်တာပြုမှုတာကိုလာဒိဋ္ဌားတဲ့နဲ့ဘာလို့ဆိုစံထားတာဖြစ်တဲ့အတွက်တတိထားပါအတုပြရှင်တွေတတိတယ်နေကြတာကောင်းပါလေ။ဘာဖြစ်ဖြစ်ငါတို့လို့လိုက်တာငါပိတ္တရီကငါဘလို့မြင်မလဲငါငါပိတ္တရီနဲ့ငါသာသမီပါနေဘလို့လို့မလဲဆိုတဲ့အတွေးလေးနဲ့ရှင်သန်ကြတာကောင်းပါမယ်လို့ကျွန်တော်တိုင်တွန်းခြင်းနဲ့เนาะအဲ့တော့အတုပြရှင်လောကသားတွေကြောင့်ပြောရတယ်လေဗျာ။ပြောရမောပါလေ။ထားပါတော့ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်